သုံးချင်းရလို့ရှင်ကုရာဒါတော့ကုရာရဲ့မကတော့ပရိဒီဝလိုရတဲ့အဆင့်ရောက်သွားတယ်အဲ့ဒီအဆင့်တွေကိုကြော်လွှားခြင်းလို့ရှိရင်တဲ့ကုသိုလ်ရလက်ဆောင်ရင်တရားကိုရှင်တို့မှပြောတယ်เนาะဧကရဲ့တော့အယံပိကိမေဂောတတ္တနာဝိတုချက် အဲ့ဒီမှာကျင့်တယ်ဆိုတဲ့ဒီကျင့်တယ်လမ်းကြောင်းလေးတစ်ခုအစိုးရမျိုးဖြစ်ရနိုင်တယ်အစိုးရမျိုးဆိုတာကတော့ကောကပရိဒီဝါနံသမဘိက္ခမစေကဘာပူပန်နေတာပူပန်တာမထိနိုင်ဘူးအတွက်ကြောင့်ငိုရတာမဟုတ်ဘူးတောကဆိုတဲ့ရင်တွင်းပူဆံမှုရင်တွင်းပူဆံမှုကြောင့်မထိနိုင်ဘူးငိုကြည့်ကြရတဲ့ပရိဒီဝါ အဲ့ဒါတွေကိုကြော်လွားနိုင်တယ်တဲ့စိတ်ကကြံ့ခိုင်သွားတာပြောဆိုနေစိတ်ကကြံ့ခိုင်စိတ်ကမခိုင်တဲ့ပုဂ္ဂိုလ်တွေကစိတ်ကူတယ်ကိုတယ်ဒါရင်လားလို့ဆိုဒုက္ခဒေါမနတဏ္ဏအဖြစ်ငုံမရဖြစ်စိကေပိမန္တရပိခန္ဓာကိုယ်ရဲ့ဆင်းရဲမှု စိတ်ရဲ့ဆင်းရဲမှုဆိုတဲ့ဒုက္ခဒေါမနတာတွေလုံးဝချုပ်ငြိမ်းသွားဖို့ရတယ်ပဲဟောဒီချင်းစဉ်ကိုကျင့်ပါမယ်ဟောတာနော်ဒီမှာဒီအစိုးလေးမျိုးကိုပြောချင်တယ်ဒါတတိပဒံတရားကိုသာပြဆောပြရမှာဟောတာအမှန်တော့တတိပဒံဆိုတာမဂ္ဂင်၈ပါးအချက်ပါပဲမဂ္ဂင်၈ပါးနဲ့ပါတဲ့တမာတတိကိုဥတည်ပြီးတော့ဟောတာဆိုတော့တမာတတိတစ်ခုလည်းမဟုတ်ဘူးမဟုတ်ဘူးဆိုတာ တတိယံဘက်ကိုကြည့်နိုင်ရင်သိနေပြီအာတာပိသံသာနောတတိမာဝိနည်းယလောကေဝိသံသောမနန္တကြည့်တတိပ္ပံလို့ဟောလို့ပဲတတိယခုလည်းမဟုတ်ဘူးအာတာပိရဲ့ဝိနည်းယပါတံပဇာနောပညာပါရမယ်ကာယကံဥပ္ပတိလို့ဆိုကြတဲ့အမှားလေးပါအောင်လိုက်လို့ရှိရင်လက်ကြီး၈ပါးတဲ့ကလက်ကြီး၅ပါး။တမ္ပါဒိဋ္ဌိတမ္ပါဒေကပ္ပ တမ္မဝါယမတမ္မတတိတမ္မသမာဓိဆိုတဲ့ဒီမဲ့ခင်၅ပါးကာရပကမဲ့ခင်ကာရကမဲ့ခင်ကမ္မတရားထုတ်တယ်ဆိုတာအဲ့ဒီ၅ခုနဲ့လုံတာအဲ့ဒီ၅ခုကခမီးဖြစ်နေပြီဆိုလို့ရှိရင်အောင်မြင်တယ်ဒီ၅ခုနဲ့စုပြီးတော့အာဓုနဲ့လက်စုပြီးလို့ရှိရင်မပေါင်းရင်သူတို့၅ခုမပေါင်းရင်ဖြစ်တယ်ဒါပြည့်လို့ဆိုတော့ တတိဆိုတာကအာယုံကိုမိုက်ထူးလို့လုပ်နေတာကသူကအာယုံရဲ့တဘောကိုသူကမသိဘူးတတိဆိုတာသိတယ်မဟုတ်ဘူးအာယုံကိုအမှတ်ရနေတာစိတ်နဲ့ပွာမတော့လုပ်ပြီးရင်ဒါသူကြောက်တယ်ဒါနည်းတစ်ခုလုပ်နိုင်တယ်တတိကယူပြီးတဲ့အာယုံကိုမှအသိဉာဏ်ကမှသိတယ်ဒါပါမှာအဲ့တော့တတိကအလုံးလုံးနေအောင်ဘုရားကြောင်းအားပေးတယ်သမ္မာဝါယမဆိုရင်ဘုရားကြောင်းအားပေးတယ်နော် သမာဓိဆိုတာလေကစိတ်ကလေးဒီနေရာမှာငြိမ့်နေအောင်လုပ်ပြီးရပြီးတော့သမာဓိတ္တပါဆိုတဲ့အတွေ့အကြုံကနေပြီးတော့ပညာကိုထောက်ပြုပြနေသမာဓိဋ္ဌိဆိုတဲ့အတိညာကသဘာဝအမှန်ကိုသိလိုက်တယ်ဟောသဘာဝအမှန်သိလို့ရတဲ့ဉာဏ်တွေကအထောက်ပြုပေးနေကြသမဝါယာမရဲ့အထောက်အပံ၊သမာတတိရဲ့အထောက်အပံ၊သမာသမာဓိရဲ့အထောက်အပံ၊သမာသင်္ကပ္ပရဲ့အထောက်အပံ အဲ့ဒါတွေကအထောက်အပံ့ပေးလိုက်တဲ့အခါကျတော့မှသမ္မာဒိဋ္ဌိအမှန်တိအမှန်မြင်ဆိုတာဖြစ်တာနော်အေးမဂ္ဂင်ရှင်ကပေါင်းပြီးတော့ဆောင်ရွက်လိုက်လို့ရှိရင်ကြိခုနကအစိုးတရားကြီးကိုကျော်သွားလိုက်တယ်။ဒါနဲ့ကျော်သွားမှုဆိုတော့ခက်တယ်။အကျော်လာလဲကတကယ်ကျော်သွားဖို့ခက်တယ်။ကောက်ကဆိုတာကိုယ်နဲ့ပတ်သက်တဲ့အရာတွေ ကိုချစ်ခင်ပြန်လို့တဲ့အရာတွေနဲ့ခွဲရတော့မယ်တို့ကိုခွဲရပြီးသစ္စာမကုဆုံးရှုံးသွားပြီတို့ကိုဆုံးရှုံးတော့ပဲလို့ပြင်ပူလာစိတ်ထဲမှာပူလာသောတာဆိုရည်ရဲ့တော့ဘောရီမဖြစ်ခင်ရဲ့ပူလာရောဖြစ်ပြီးသွားရဲ့ပူလာပဲဆိုတာတခုဆုံးရှုံးတော့မယ်ဆိုရင်ပူတယ်ဆုံးရှုံးပြီးသွားရဲ့ပူတယ်ဥပါဒါရောဘို့ညိုးရဲက နေကောင်းတော့ဆေးရုံတဲ့အဲ့ဒါဖြစ်နေပြီဆိုသူကြည့်ပြီနေကောင်းတယ်ကလားဖြစ်မှာစောစောလည်းကူပေးတာပဲနေကောင်းတယ်ကလားနေကောင်းတယ်ကလားဖြစ်နေပြီဆိုတဲ့ကောင်အော်ဆေးရုံလို့မရတော့နောက်ဆုံးမှာအသက်ဆုံးသွားပြီဆိုတော့သူများလားဆုံးဆုံးရပြီဆိုရင်သူကဒါတော့ကူရာကနေကတော့ပရိဒီဝါမောရတဲ့အရှင်ရောက်သွားတယ် အဲ့ဒီအစ်င့်တွေကိုကြော်နွားခြင်းလို့ရှိရင်တဲ့အခုဘုရားမြတ်စွာဘုရားတရားကိုသင်တော်မှာပြောတယ်နော်ထို့တူဝိဒုက္ခဒေါမနတခန္ဓာကိုယ်ရဲ့ဖြစ်စီကဲတိတ်မင်းရောပိတ်စိတ်ထဲကပူပန်စိတ်ထဲကအလုံးမချလို့ဒေါသဖြစ်တာဒီခံစားရတာဒီဒုက္ခဒေါမနတခန္ဓာကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုဆိုတာခန္ဓာကတောကနဲ့ဒီကဒေါမနတဆိုတာ တရားဘွားဘွားချင်းအားတော့တူတူပဲသူတို့က expert ဘွားပဲပေါ့တောက်ကဆိုရင်ကိုကြည့်တဲ့အရာတစ်ခုဆုံးရှုံးတော့မယ်ပုံမှန်ဆုံးရှုံးသွားပြီဆိုလို့ခုလည်းဓမ္မနာဆိုတာအဲ့ဒါပြောတဲ့မပတ်သက်ဘူးစိတ်ထဲမှာအလိုမကျဖြစ်တယ်ဒေါသဖြစ်လို့ဖြစ်နေတယ်အဲ့ဒါကိုရပ်ရရနှစ်ခုစလုံးနဲ့ပေါ့။တချို့ကတော့ကမဟုတ်ဘူး။ အေးဒီအစိုးတရားရန်တွင်းမှာပူပေါင်းစီတတ်တဲ့အစိုးတရား၄မျိုးကိုဖျက်ရှားဖို့ဆိုတာလေဒီတရားကျင့်နိုင်လို့ရှိရင်ဖျက်ရှားပါမယ်လေ